အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က degree comparison ရဲ့နောက်ဆုံးနေပေါ့เนาะအဲ့တော့ degree comparison 3မျိုးကိုကျွန်မတို့ပေါ့เนาะဒီ intensifier နဲ့ modifier တို့နဲ့တွဲပြီးတော့ဝကြရေးမယ်အဲ့တော့ရေးတဲ့အခါမှာကျွန်မတို့ပေါ့เนาะဒီ compound sentence တို့ complex sentence တို့ပေါ့เนาะနည်းနည်း level ကို upgrade လုပ်ပြီးတော့ရေးမှာအဲ့တော့ ဒီရိုးရိုးမြင်နေကြအတိုင်းကကျွန်မ၃ချောင်းရေးမယ်ပြီးတော့ upgrade လုပ်ထားတာက၃ချောင်းရေးထားမှာပေါ့နော်အဲ့တော့အရင်ဆုံးပြောမှာက intensifier intensifier ဆိုတာကတော့အလွယ်ပြောရမယ်ဆိုရင်တော့ adverb ပေါ့နော်ဒီ modify လုပ်ဖို့အတွက်ရှေ့ကနေပြီးတော့လာပြီးတော့ထည့်ထားပေးတဲ့အရာဖြစ်ပါတယ် modifier ကြတော့ကျွန်တော်တို့ပုံစံမျိုးစုံရှိတယ်ဥပမာဆိုကြပါစို့ဒီဟိုပါပေါ့နော် two books ဒီစာအုပ်နှစ်အုပ်လို့ပြောလိုက်မယ်ဆိုရင် books ဒီစာအုပ်နောင်ပေါ့နော်ဒီဟာကိုရှေ့မှာ two ဆိုရ TWO two ကကျွန်တော်တို့ဒီစာအုပ်ကိုလာပြီးတော့ဒီအရေးအတွက်အားပြလာပြီး modify လုပ်တာကြအဲ့ဒါတွေလဲ modifier သို့မဟုတ် red car အနေရောင်ကားလို့ပြောလိုက်တဲ့ခါမှာ red ဒီနေရာမှာ edit ဒါပေမဲ့ဒီ car ကိုလာပြီး modify လုပ်ရတဲ့အတွက်ကြောင့်ဒီ edge တွေလည်း modify လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ possessive pronoun တို့ his dress ဟို her dress သူမရဲ့ဝတ်စုံအဲ့တော့ her ဆိုတဲ့ possessive pronoun တွေလည်း modifier အုပ်စုထဲမှာပါတယ်အဲ့တော့ modifier ကတော့ကျွန်တော်တို့ဒီ edge တွေတို့ possessive တို့ဒီဟိုပါပေါ့နော်ဒီရေးတွက်လို့ရတဲ့ကိန်းကဏ္ဍတို့တစ်ခုတစ်ကောင်တစ်ယောက်တို့အကုန်လုံးပါမယ် okay နော် intensifier ကြတော့အလွယ်ပြောရမယ်ဆိုရင်တော့ adverb တွေပါမှာပေါ့နော်အဲ့တော့ဝါကြလေးနဲ့စပြီးကြည့်ရအောင် တော့အဲ့ဒီ intensifier တို့ modifier တို့မှာပေါ့နော်ကျွန်မအရင်ဦးဆုံး elite နဲ့ comparative degree နဲ့စပြီးတော့တွဲမယ်အဲ့တော့အဲ့ဒီ elite ရဲ့ elite ဆိုတဲ့အရာကိုလည်းကျွန်တော်တို့သုံးထားသေးတယ် comparative degree လို့ပြောလိုက်တဲ့အကြောင်း ER လည်းပါအောင်မယ်ပေါ့နော် ER ပါတယ်ဆိုရင်နောက်မှ DHEN dan လည်းပါမယ်အဲ့တော့ဘယ်လိုနေထားမျိုးမှာဒီလို pattern သုံးလဲဆိုတော့ use for slight differences နည်းနည်းလေးကွာဟာမှုရှိတယ်ဆိုတော့နေထားမျိုးမှာဆိုရင် elite ဆိုတဲ့အရာလေးကိုထပ်ပြီးတော့သုံးတယ်เนาะအဲ့တော့ intensifier မှာကျွန်တော်တို့ဒီ inter intensify လုပ်တယ်ဆိုတော့မြင့် င့်ပေးတာပေါ့နော်အဲ့တော့ intensify လုပ်တဲ့အရာရှိတယ်ပြီးအောင်မှာ down တုံတာလို့ခေါ်တယ်နည်းနည်းလေး short ချလိုက်တဲ့သဘောကျွန်တော်တို့ဒီဘာပေါ့နော်ဟိုငငယ်ရရုတ်ခဲ့တဲ့အရာလေး not quite rather fairly very pretty extremely ဆိုတဲ့ဒီ ever ရဲ့ degree တွေကိုပြောတဲ့အရာမျိုးဒါတည်းဒီကျွန်တော်တို့ intensifier အောက်စု ဲ့တော့သူ့ကိုဘယ်လိုဝကြမျိုးမှာတုံးလဲဆိုတော့ combine with cause and results เนาะဒီအကြောင်းတွေရလဒ်တွေအဲ့ဒီ clause တွေကိုဒီပေါ့နော်ဒီ clauses တွေကို combine ပေါင်းစပ်ပြီးတော့ရေးတဲ့နေရာမှာတုံးတယ်အဲ့တော့အရင်အူဆုံးကျွန်မ simple sentence 3ခုနဲ့တွားမယ်ပြီးတော့မှဒီဘာပေါ့နော်နည်းနည်း level up လုပ်ထားတဲ့အရာလေးတွားမယ်အဲ့တော့ he speak that သူပြောတယ် a little more a put lightly than before အရင်အတက်ဆိုင်ရင်နည်းနည်းလေးပူရင်ကြီးလာတယ်ပေါ့နော်သူပြောတဲ့ဆိုတဲ့ပုံစံကအဲ့တော့ဒီမှာဆိုပုံမှန်အပြည့်စင် put light ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ more than ဆိုတဲ့အရာနဲ့သုံးတယ် the two than အဲ့တော့ the two than နဲ့ပဲပြီးသွားလားဆိုတော့မဟုတ်ဘူးအရှိမအ little ဆိုပြီးတော့ထည့်လေးလို့ရသေးတယ်နော်နောက်တစ်ကြောင်ကြည့်ရအောင် the weather is a little cooler than last week ပြီးခဲ့တဲ့အပကထက်စာရင်ရာတီဥတုကနည်းနည်းလေးပို့ပြီးတော့အေးများလာတယ်အေးလာတာမဟုတ်နော်ခူးစာကအေးများလာအဲ့တော့ဒီမှာဒီတူးသန်းနဲ့ရေးထားတဲ့ဝကြဖြစ်တယ်ဒါကမှဒီအလစ်တဲဆိုတဲ့စကလုံးကိုထပ်ပြီးတော့ရေးတယ် အဲ examiner she look နော် a little happier than she did yesterday မနေ့ကတည်းကဆိုင်သူမဒီနေ့နည်းနည်းလေးပို့ပြီးတော့ပျော်နေတဲ့ပုံပေါက်တဲ့ look ထင်ရသည်ပေါ့နော်ဖြစ်ပုံပေါ်သည်အဲ့တော့ဒီ2သန်းပဲဒါပေမဲ့အရှိမ a little ဆိုတဲ့စကားလုံးကိုထည့်ပြီးတော့ရေးတယ်နောက်တစ်ခုကျမတို့ level အလုပ်ထားတဲ့ word ချကိုကြည့်မယ် compound တို့ complex sentence တို့ကိုလေ့လာမယ်ပေါ့နော်အဲ့တော့ this year climate ဒီနှစ်ရာသီဥတုက is ဖြစ်ပါသည် a little ဒီနေ့လေးပို့ပြီးတော့မှ one more than usual အခါတိုင်းတက်ပို့ပြီးတော့နှွေးထွေးတယ်ပေါ့နော် one ဖြစ်တယ်တဲ့အဲ့တော့ fish ၎င်းက has got ဖြစ်စေတယ် several early crop harvest เนาะအဲ့တော့ several မျိုးမျိုးသော early crop အဲ့တော့ ဒီ crop ဆိုတာကတော့ကောက်ပဲတည်နံပေါ့နော် harvest ဆိုတာကတော့ရိတ်သိမ်းတာဒါတတွဲလုံးနော်အတော့ကကောက်ပဲတည်နံဒီ early crop ဆိုတာကကျွန်တော်မျက်လုံးတည်းမှာပေါ့နော်ဟို early bloomer လိုမျိုးပေါ့နော်ပန်းတွေတည်းမှာမအစောကြီးပွင့်လာတဲ့ပန်းတွေအခုလည်းအဲ့ဒီအတိုင်းပဲ early crop ဆိုတာကဒီကောက်ပဲတည်နံတည်းမှာမအစောဆုံးဒီအစောဆုံး early ဖြစ်တဲ့ပေါ့နော်အဲ့ဒါတွေကို harvest ဆိုတာကရိတ်သိမ်းတယ်အဲ့တော့ရာဒီဥဒုကပို့ပြီးတော့မှပေါ့နော် one month ဖြစ်တဲ့အတွက်ကြောင့်အတည်နံဒီ harvest လုပ်ဖို့နည်းနည်းလေးစောစောလေးဖြစ်လာရတယ်ပေါ့နော် December 3 the new policy is a little more flexible ဖြစ်တယ် than the previous one other policies อ่ะကျွန်တော်တို့1နဲ့တုံးလိုက်တယ်เนาะအခုမူဝါဒအတိတ်ကနည်းနည်းလေးပို့ပြီးတော့မှ flexible ဖြစ်တယ် the do that ဒါပေမဲ့ရှေ့မှာ a little ကိုထည့်ပြီးတော့ရေးတယ် the previous policy ထက် so ဒါကြောင့် employee ဒီအလုပ်သမားတွေက fee ခံစားရတယ်အဲ့ဒီ a little နဲ့ကျွန်တော်တို့က slightly နဲ့အတူတူပဲเนาะ intensifier ပေါ့ more comfortable expression of Nia သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို expressing ဖော်ပြဖို့အတွက်ပို့ပြီးတော့မှ comfortable တောက်တက်တောက်တက်တာဖြစ်တယ်လို့ခံစားရတယ်နော် example 6 his explanation သူရဲ့ explanation ဆိုဖြည့်ရှင်းချက်ပေါ့နော် was ဖြစ်ပါတယ် a little clearer than before အရင်ထက်စာရင်အခုသူရှင်းပြတာကပို့ပြီးတော့မှနည်းနည်းလေး slightly different နည်းနည်းလေးဟာသွားတယ်ပို့ပြီးတော့အဲနည်းနည်းလေးပို့ပြီးတော့ clear ဖြစ်သွားတယ်နော် d to that တို့တော့လေ is still left sand point and side မသေးချတဲ့ဒီအချက်အလက်လေးတွေအချို့ကတော့ left ြံနေတုံးပဲဖြစ်တယ် stent ဒီလဲကျွန်တော်တို့ advert ဒါဒီဒီနေရာမှာ main bar က left လဲဖြစ်တဲ့အတွက်ကြောင့် main bar ရဲ့ရှေ့မှာလာရေးတာဒီနေရာမှာ b bar ဆိုရင် bar to b ရဲ့အရှင်းဟိုပါနော်အနောက်မှာမှာ stay က it is still လို့ရေးရမှာဖြစ်တယ်နော်ဒါသူရဲ့ order ပဲနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ရအောင်ဟိုပါနော် elite as a significantly ဆိုတဲ့စကားလုံးနဲ့သုံးမယ်ပြီးတော့ကျမတို့ comparative degree နဲ့ပြန်တွဲမယ်ပေါ့เนาะအဲ့တော့ significantly နဲ့ elite နဲ့ကကျမတို့ဘယ်လိုกว่าလဲဆိုတော့ strong different ဒီ strong ဖြစ်တဲ့ကွာဟမှုကိုပြဖို့အတွက် significantly ဆိုတဲ့ intensifier ကိုသုံးတယ်အဲ့တော့ often used with the data အချက်အလက်တွေကိုသုံးတဲ့နေရာမှာ evident အထောက်အထားတွေနဲ့ result ရလတ်တွေကိုဖော်ပြတဲ့နေရာမှာကျွန်တော်တို့ significantly ဆိုတဲ့ intensifier error ကိုသုံးတယ်။အဲဒီမှာကြည့်ရအောင် simple sentence သုံးချောင်းသွားမယ်။ The model နော် the new model နော်ဒီ model အစ်စ်ပေါ့နော် is significantly better than the previous one ပုံမှန်အားဖြင့်ဆိုရင် d2 than နဲ့ပြီးသွားတယ်။ now 1 now 2ချိန်လိုက်တယ်။အခုကကျွန်တော်တို့ d2 than အပြင် intensifier fix နဲ့ဒီ significantly ဆိုတဲ့အရာကိုလည်း က်ရေးလို့ရကြအောင်เนาะအဲ့တော့ her english is her english has began significantly more fluent than before အရင်အတက်စာရင် ပိုပြီးတော့မှ fluent ဖြစ်လာ fluency မြင့်တာပေါ့เนาะအဲကျွမ်းကျွမ်းကျင်ကျင်နဲ့ကူမှတိတိတာတာကြီးပြောနိုင်လာတယ်အဲ့တော့ strong different ကိုပြောချင်တဲ့အတွက်ကြောင့် significantly ဆိုတဲ့ adverb intensifier ကိုထပ်သုံးတယ် example 3 the new system ran is significantly faster than the old one ဒီ new system က old system ထက်တိတိတာတာကိုမှ faster than ပို့ပြီးတော့မြန်တယ်။ Okay ကျွန်တော်တို့ level အလုပ်ထားတဲ့ဝကြသုံးချောင်းကြည့်မယ်။ the new engine เนาะ engine အတိတ်ကြီးက or brake mount နေတယ် lap တယ် significantly တိတိတတ faster than the old one เนาะအဲ့ဒါကတစ်ဖြတ်ပြီးတော့မှာ because of it upgraded processor design because ဒီကျွန်တော်တို့ပုံမှန်အားဖြင့်စဉ်ကွန်ဂျန်ရှင်အကွာစာဂျာဗာမပါတဲ့ phrase လိုက်တဲ့တကြသူ preposition လို့ခေါ်ပြီးမယ်เนาะဒါဒီ preposition ဖြစ်သွားပြီအဲ့တော့ it possessive pronoun သူရဲ့ upgrade upgrade လုပ်ထားတော့ adjective processor design ကြောင့်အဲအရင်ကအဟောင်းတဲ့စာရင် new engine ကတိတိတသာမြန်တယ်ဟုတ်ကဲ့နော် example 5 student who study regularly เนาะပုံမှန်စာလေ့လာတဲ့ကျောင်းသားများက perform เนาะတရုပ်ဆောင်နိုင်တယ်ဟိုဟာ perform လုပ်နိုင်တယ်ပေါ့နော် significantly better than those who rely on last minute revision someone na ni တော့မှကပ်ပြီးတော့မှ revision ပြန်တဲ့ကျောင်းသားတဲ့စာရင်တိတိတာတာကမှ better ဖြစ်တယ် အဲ့တော့ rely on ရဲ့ meaning က depend on ဖြစ်ပါတယ်ဒီ to than ရဲ့ရှိမှာ intensifier significant နဲ့သုံးပြထားတယ် example စ the hospital recovery rate နော်ဒီဆေးရုံကနေတော့ recover ပြန်ဖြစ်တဲ့နှုံဆေးရုံတက်ရောက်တယ်ကုသတယ်ပျောက်ကင်းတယ်ဆိုတော့နှုံက is ဖြစ်ပါတယ် main bar က is significantly higher than ဒီ to than ရဲ့အရှိမှာကျွန်တော်တို့ significantly ဆိုတဲ့ above ကလာရေးပြထားတယ် the national average နော်ဒီပြန်များတဲ့စာရင်သူကတိတိတသားကမှမြင်တယ် ဲ့တော့အဲ့လိုမျိုးမြင်တဲ့ဒီနှုံးကပဲ which account ကပဲ proof တက်သိပြပေးတယ် it treatment method နော်အဲ့တော့သူ့ရဲ့ treatment method ဆိုတာကုသတဲ့ method နော်စနစ်ကအာဖြစ်ပါတယ် effective ထိရောက်တယ်ဆိုတာကိုအဲ့ဒါကတက်သိပြပေးတယ်နော်နောက်တစ်ခုကျမတို့ far ဆိုတဲ့ second လုံးနဲ့ comparative degree နဲ့တွဲသုံးမယ်အဲ့တော့သူ့ကိုကြတော့ဘယ်လိုနေထားမျိုးမှာတုံနေဆိုတော့က strong emphasize ဒီ strong ဖြစ်တဲ့ဒီ emphasize ရာကတော့ focus ထားတဲ့အနေအမျိုးမှာတုံးတယ်အဲ့တော့ကအဲ့ဒီဒီ far နဲ့ဒီ d2 နဲ့ကိုတွဲရဲကျွန်မတို့ဘလို့ဝကြတွေမှာတွဲရလဲဆိုတော့က although တို့ why တို့ even တို့နဲ့တွဲပြီးတော့တွဲရမှာဖြစ်တယ်ပေါ့နော် exam မှာကြည့်ရအောင် simple sentence သုံးကြောင်းအဲ့တော့ she has far better communication skill than her coworker အဲ့တော့သူနဲ့လုံဖို့ကင်ပတ်တွေတဲ့စာရင်သူမမှာက far better communication skill better di di do communication skill ကနောင် di do than เนาะဒီမှာ di do ရဲ့ than ရဲ့အဲ့တော့က di do comparative degree ရောနောင်ရောပါမယ်အဲ့တော့ fa alpha နဲ့ပဲပေါင်းပေါင်း fu alpha နဲ့ပဲပေါင်းပေါင်း main ကအတူတူပဲเนาะသူတို့ဒီကျမတို့ဒီဟိုပါဘောเนาะ flat ever အုပ်စုထဲမှာပါတယ် adjective ရော ever ရော meaning ဟိုစလုံးပေါင်းတူတူပဲ spelling same spelling အဲ့တော့နောက်တစ်ကြောင်ကြည့်ရအောင် example 2 the teacher give first strict stricter rule than before ရင်အားထက်စာရင်မပို့ပြီးတော့ strict တင်းကြတော့เนาะ er ပေါင်းထားတဲ့ rule now အဲ့တော့ d do now then เนาะအဲ့တော့ပို့ပြီးတော့တင်းကြတဲ့စီမင်းစီကန်းတွေကိုပို့ပြီးတော့เนาะဒီမှာ stricter er ကိုအပြင်ကျွန်တော်တို့ဒီမှာအရှိမ far ဆိုတဲ့စကားလုံးမှာလာပြီးထည့်ထားပေးတယ် ဆီယာမားကပေးခဲ့တယ်တဲ့အေဇန်မာ3 the project က require လိုအပ်တဲ့ for more money ဒီမှာ money ကိုလာပြီးသူပြတဲ့ more အပြင်အရှိမ far ဆိုတဲ့ကျမတို့ intensifier ကိုထပ်တွေးမယ်ဒီနေရာမှာကြာကျွန်တော် modifier လို့လည်းခေါ်တယ်ပေါ့နော် then we expected ငါလို့မျော်တင်ထားတာထက်ကိုမှ ပတ်စံတွေများပတ်စံလေးအပုံကြီးပို့ပြီးတော့မှ require လိုအပ်နေတယ်တဲ့အဲ့ဒီ project ကနော် level up လုပ်ထားတဲ့၃ချောင်းသွားမယ်အဲ့တော့ the new car ကားတစ်ကြီးက provide ထုတ်ပေးတဲ့ far more comfort and safety feature than older model အဲ့တော့ older model ထဲစာရင်ပိုပြီးတော့မှ more than เนาะဒီမှာ more ရဲ့ကျွန်တော်တို့ than ရဲ့အလယ်မှာ comfort ဖြစ်တဲ့ safety ဖြစ်တဲ့ဒီ feature เนาะဒီလက္ခဏာ အဲ့ဒါကိုသူက far ဆိုတဲ့စကားလုံးကလာပြီးတော့မှ modify လုပ်ထားပေးတယ်အဲ့ဒီကားတစ်ကပေးတယ် face ၎င်းက explain ရှင်းပြတယ် it ၎င်းရဲ့ popularity popular ဖြစ်မှုပေါ့နော်လူကြိုက်များမှုကဘာကြောင့်လဲဆိုတော့ comfort ဖြစ်တယ် safety ဖြစ်တယ်ဆိုတဲ့ feature ကြောင့်ဆိုတာကိုသူကရှင်းပြပေးတယ်နော်ဒီ new new car ကပေါ့နော် example 5 she has far greater leadership skill than anyone in her department သူမရဲ့ဌာနမှာရှိတော့ဒီ in her department ဒီကျမတို့ adjective de phrase လို့ပြောမယ်เนาะသူ့ကိုသုံးတဲ့ဘာသာပြန်မယ်သူမရဲ့ဌာနမှာရှိတော့ anyone ဘသူထက်မဆိုသူမမှာဒီ far greater leadership skill ရှိတယ်เนาะပို့ပြီးတော့ greater ဖြစ်တဲ့ leadership skill ကပို့ပြီးတော့เนาะ far modify တခါပြန်လုပ်တာပဲဒီ2 then ပဲမလုံလောက်ဘူးเนาะကျွန်တော်ထည့်ရေးလို့ရသေးကြောင်း yet သုတ်တန်အောင်တဲ့ she remain remarkably humble humble ဆိုတာနှိမ့်နှိမ့်ချာချာနေတယ်ပေါ့เนาะတိတိတာတာကူမှာသူကနှိမ့်နှိမ့်ချာချာလေးနဲ့နေတတ်တယ်တဲ့เนาะဟိုဆွမ်းပေမဲ့ဟိုဖြစ်တယ်ပေါ့เนาะ example 6 the experiment ကတဲ့ reveal ဟောပြပေးတယ် far deeper connection than science has previously believed existed ဒီနာထီကကျွန်တော်တို့ verb phrase เนาะဒါက var freeze အတော့ကဒီ experiment က review ဖော်ပြပေးတယ် far the modifier လုပ်ပေးတယ် d do now then go အဲ့တော့ scientist တွေအရင်ကဒီအာ believe ယုံကြည်ခဲ့တဲ့เนาะတည်ရှိနေမှုဒီဟာဒီ attitude เนาะသူရဲ့နောက်အနောက်မှာ ellipse ပုံစံနဲ့နောင်းကိုဖြောက်ပြီးရေးထားခြင်းဖြစ်ပါတယ်အရင်ကတည်ရှိနေတဲ့အရာတစ်ခု နော်အဲ့ဒါတဲ့ဒီပို့ပြီးတော့မှဒီပါဖြစ်တဲ့ connection ပေါ့နော်ဒီအခု experiment စမ်းသပ်ချက်က revi ပေါ်ပြပေးတယ်နော်နောက်တစ်ခုဆက်ကြည့်ရအောင်ကျမတို့ဒီတစ်ခါတော့ကျမတို့ much more နဲ့တွဲပြီးတော့ရေးမယ် comparative degree ပေါ့နော်အဲ့တော့အဲ့ဒါကိုကြာတော့ကျမတို့ longer phrases ဒီဆက်ကစုတွေအရှိအကြီးမှတုံးနေရှိတယ်ပေါ့နော် much more ရဲ့ comparative degree ရဲ့အဲ့တော့ can condense and causes အကြောင်းအကြောင်းအကြောင်းကိုဖော်ပြပေးတယ်ဒီဟိုပါပေါ့နော်ပြီးတော့ကမှာ contract ဆန်းကျင်ဘက်သမို့ result ရလာအဲ့ဒီ clause တွေကို connect လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ pattern ကိုတုံးနေအဲ့တော့ exam မှာကြည့်မယ်အခုကလေ level up တုံးချောင်းရင်ပြောလိုက်မယ်ပေါ့နော်တူတဲ့ဟာလေးနောက်မှပြောမယ်အဲ့တော့ online learning เนาะဒီ online ကနေပြီးလေးလာသင်ယူခြင်းက ခံပြီးဖြစ်တဲ့ much more effective ပို့ပြီးတော့မှထျောက်နိုင်တယ် more effective than dina dina တရားကျွန်တော်တို့မြင်နေကြသည်သူတဲ့ဒါကူမှကျွန်တော် much ဆိုတဲ့စကားလုံးလာပြီးတော့ modifier ထည့်ထားပေးတယ် traditional class เนาะဒီတိုင်းကျွန်တော်တို့ in person သင်တဲ့အတန်းတွေတဲ့ online class က much more effective ဖြစ်တယ်တဲ့ဘလို့အနေထားမျိုးမှာလဲဆိုတော့ if student manage their time wisely ကျောင်းသားများကသူတို့ရဲ့အချိန်ကိုညံရှိစွာနဲ့စီမံခန့်ခွဲ နိုင်ခဲ့မယ်ဆိုရင်တော့ပိုပြီးတော့ထိရောက်တယ် Example two, her approach is much more creative than the standard method. No, အဲ့တော့တကူးကူးကိုကျွန်တော်တို့ဖြည့်ရှင်းတာပဲဖြစ်ဖြစ်ပေါ့နော် solution ရှာတာပဲဖြစ်ဖြစ်အဲ့တော့လုပ်တဲ့အခါမှာ her approach သူမရဲ့ချင်းကမ်းမှုက is ဖြစ်ပါတယ် main ပါ must ဒီကျမတို့ more uh, uh, creative than ဆိုတဲ့ဒီ two than comparative degree ကိုလာပြီးတော့ဒီ modify လုပ်ပေးတယ် modifier เนาะ much more must လည်းသုံးသေးတယ် more more လည်းသုံးသေးတယ် much လည်းပါတယ်ဆိုပြီးဖြစ်နေမှာဆိုလို့ much more creative than ဘယ်သူထက်လဲ the standard method စံသတ်မှတ်ထားတဲ့ဒီ method ထက်စာရင်သူမရဲ့ချင်းကပ်မှုကပို့ပြီးတော့ဒီ creative ဖြစ်တဲ့စာကဖန်တီးနိုင်စွမ်းအမြင့်မာတယ်ပေါ့เนาะ အဲ့ဒါက fish is why how works attract attention သူမရဲ့အလုံးက attract ဆွဲဆောင်တဲ့ attention အာယုံစူးစိုက်မှုကိုဆွဲဆောင်ရတဲ့အကြောင်းအရင်းကအဲ့ဒါပဲဖြစ်ပါသည် main verb က is နော်ဒါဒီအစီအနောက်မှာလိုက်လာတဲ့ complement နေရာကိုဝင်တဲ့ noun clause is a mothery that the text เนาะအဲ့ဒီဟာကတဲ့ proof တက်တင်ပြပေးတယ် much more complicated complicated ဆိုတာကရှုပ်ထွေးတယ်အဲ့တော့ d2 than เนาะ much more complicated d d2 than comparative degree ကိုကျွန်တော်တို့ much ဆိုတဲ့အရာကလာပြီးတော့ modify လုပ်ပေးတာ we had anticipated ငါတို့မျှော်မှန်းထားတာတဲ့ပိုပြီးတော့เนาะဒီလုပ်ငန်းတာဝန်က complicated ရှုပ်ထွေးတယ်တဲ့ and therefore အဲ့ဒါကြောင့် we ငါတို့က extended the deadline အပီးတရမယ်ရက်ပေါ့နော် deadline ကိုကျွန်တော်တို့ဆိုဟာနော်အနောက်ရွှေ့လိုက်ရတယ်ပေါ့နော် extended လုပ်လိုက်ရတယ်တဲ့အဲ simple sentence တုံးချောင်းပြန်သွားမယ်အဲ့တော့ the new laptop နော်ဒီ laptop အသစ်က is much more expensive due to that နော် more than အဲ့တော့ကိုမမဆိုတဲ့အရာက modify လုပ်တယ် i can afford ငါဝယ်နိုင်တယ်ငါတတ်နိုင်တယ် afford ဆိုတာတတ်နိုင်တာ နော်တက်နိုင် affordable ဆိုတာတက်နိုင်တော့အဲ့တော့ငါတက်နိုင်တဲ့ပမာဏထက်ကူက much more ပို့ပြီးတော့မှ expensive ဈေးကြီးနေတယ် December 5ဖြီသူက work လုံးလုံးတဲ့ much harder than anyone else in the office ယုံမရှိတော့နော် s နော် sd ပြင်တခြားဘယ်သူထက်မဆိုသူက harder than harder than ဒီတူတန်နဲ့လုံလောက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုပါဘောနောပို့ပြီးတော့မှဟိုပါဘောနော modify လုပ်လိုက်တဲ့ much harder နော်ဒီမှာဒီမှာလည်း EI တုံနာပြီးသားဒါကမှ mask နဲ့လာရေးတယ်နော်အဲ့ဒါ shower pattern လို့ကျွန်မမနေ့တည်းကပြောကြိုပြီးတော့ပြောထားတယ် exam 6 the city is much more crowded than it used to be အဲ့တော့က more crowded နော် more crowded than အဲ့တော့ကမှ mask ကလာပြီးတော့ modify လုပ်ပေးတယ် modifier ဒီမျိုးကပေါ့နော်ဒီမျိုးပြောသူရော listener ရော speaker ရောတည်နေတဲ့အတွက်ကြောင့်ဒီလိုတိတိကျကျတုံလိုက်တယ် definite article the city the city is much more crowded than is used to be အဲ့တော့ used to ဆိုတဲ့ verb တုံလာတဲ့အရှိမှာ verb to be မပါဘူးဆိုရင်ဒါသည် habitual past အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအခုလက်ရှိမဟုတ်တော့ဘူးเนาะအရင်ကထက်ဆိုင်ပို့ပြီးတော့မှလူပို့ပြီးတော့ crowded ဖြစ်တယ်လူထူထပ်တယ်ပေါ့เนาะနောက် pattern တစ်ခု နောက် pattern တစ်ခုကတော့ ever on frequency တွေကိုသုံးမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ lack ဆိုတဲ့ဒီဟောပေါ့နော်ဒီ more as a less ကိုသုံးလိုက်ပါပေါ့နော် a little less list လာမယ်ပြီးပြီးတော့မှ edge တွေ then အဲ့တော့သူ့ကိုကြာတော့ကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတော့ habitual အလေးအကျဉ်းနဲ့ပတ်သက်တဲ့အရာတွေ frequently you know frequency ချိန်နှုန်းကိုဖော်ပြတဲ့ကြောင့် ever of frequency တွေနဲ့သုံးတယ်အဲ့တော့သူသိတဲ့ base comparison နှိုင်းရှင်တဲ့နေရာပေါ်မှာအခြေခံထားတယ် pair with the time and condition နဲ့ clause အချိန်ကိုဖော်ပြပေးတဲ့ ever clause of time တို့ ever clause of condition တို့ edit clause တွေနဲ့တွဲပြီးတော့တွဲရမှာဖြစ်တယ်အဲ့တော့ကြည့်ရအောင် we ငါတို့ကတဲ့ frequently မကြကနာဆိုသလို began ဖြစ်လာတဲ့ less focused than the during exam စာမူပဲဖြစ်နေတဲ့ချိန်ပေါ့နော် during exam စာမူပဲချိန်တန်းစာရင်ကြံတဲ့ချိန်မှာဆိုကျွန်တော်တို့ကအာယုံစုစိုက်မှုက less ဖြစ်တယ်နော်အဲ့တော့ less ဆိုတဲ့အရာလာတယ်ပြီးတော့ခါမှမမနော် less ပြီးတော့ဒီ adjective ပြီးတော့ than အဲ့ဒါကိုအရှိမ ever or frequency ဆိုတဲ့ frequently ဆိုတဲ့ ever ကြီးလာတယ် โอเคเนาะအဲ့တော့ frequently ကိုယူပြီးတော့သုံးလိုက်တဲ့အတွက်ကြောင့်သူရဲ့ဒီ percentage ပေါ့เนาะတေချာနိုင်တဲ့ဘယ်လောက် percent တေချာလဲလို့မေးမယ်ဆိုရင်70 to 80% sure ဖြစ်မှာဆိုရင် frequently ကိုသုံးပေးပေါ့เนาะတလဲစားတယ်ဝင်ပြောပါတာအဲ့တော့ number 2 he usually feel less confident than his brother အဲ့တော့သူအကိုထက်စာရင်သူက less confident less ရဲ့ agd ရဲ့ than ရဲ့အဲ့တော့ကိုမအရှိမ ever of frequency usually ဆိုတဲ့အရာကိုယူသုံးတယ်အဲ့တော့ usually ကိုသုံးလိုက်တဲ့အတွက်ကြောင့်ဘယ်လောက် percent သေချာလဲဆိုရင်ကျမတို့80 to 90 percent သေချာတယ်ဆိုရင် usually 100 percent သေချာတယ်ဆိုရင်တော့ all the way သုံးပေါ့နော်အဲ့တော့သူအကိုထက်စာရင်80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်သူမှာက confident ကညော့နေနေတယ် example 3 i sometimes feel less motivated than i should ငါ ါဖြစ်တဲ့တာထက်တခါတည်းရမှာဒီ motivate ပေါ့နော်ဒီစိတ်ဖြစ်မှုက the less ရော့နေနေတယ်လို့တခါတည်းရမှာခံစားရတယ်အဲ့တော့ဒီဝက်ကြမှာ D2 ရဲ့ကျွန်တော်တို့ adjective ပေါ့နော် less ရဲ့ adjective ရဲ့ down တွေးပြီးအရှိမကကျွန်တော်တို့ sometimes ဆိုတဲ့ဒီ ever or frequency ကိုတွေးမယ်နော်ဒီ sometimes ဒီဘလောက်ရခိုင်နှုန်းတေချာလဲဆိုတော့32 50% 40လို့လည်းပြောတယ်ပေါ့နော်အဲ့တော့32 50% sure ဖြစ်တယ်ဆိုရင်တော့ same time နဲ့သုံးပြီ is a math for 11 hour ပေါ့နော်အဲ့တော့က she never feel less confident than she should when presenting in front of large audience အဲ့တော့ကဒီအပရိတ်သတ်အများကြီးအရှိမ presenting present ဆိုတာကကျမတို့တက်တကူကူပြောပြဆိုပြတာပေါ့နော်ဒီ present လုပ်တဲ့အခါမှာ သူမရှိသင့်တဲ့အနေထားတဲ့ confidence က less ညော့နေတယ်ဆိုတာက never ဘယ်တော့မှမရှိဘူးအဲ့ဒါ less edgy တဲ့ than နဲ့ရေးတဲ့ဒီနေရာမှာ never တုံးလိုက်တော့ never ဒီဘယ်တော့မှလို့ပြောတဲ့အတွက်ကြောင့်0%ဒီနေရာမှာကျွန်တော်တို့တခြားအရာပေါ့နော်ဒီ usually တို့လာထက်မယ်ဆိုရင်ပေါ့နော် usually ဆိုရင်ကျွန်မရှိမှပြောထားတဲ့အတိုင်း80%ခန့်တော့နေပေါ့နော်80 to 90%အဲ့လောက်ဖြစ်သွားမယ်နော် is a my right they သူတို့က really appear less organized than their competitor which give them a good reputation ဒါကြောင့်မတို့ lack ဆိုတဲ့ agd ရဲ့ organize เนาะဒီ d2 than ဆိုတဲ့အရာကိုတွေးလိုက်ပြီသူတို့ရဲ့ competitor ဆိုတာရှင်ပြိုင်သူတွေထက်သူတို့ကနဲ့ organize စုစည်းမှုမှာ less ရော့နေတယ်ဆိုတာက really ဆိုတာရှာရှာပါပါပဲဖြစ်လေဖြစ်တာမရှိဘူးသူတို့ထက်ဆိုင်ပို့ပြီးတော့အများတန်းဟိုပါဘောနော်ပါနေတယ်အဲ့လိုမျိုးလုံးနိုင်တဲ့အချက်ကြောင့် ချက်က give ပေးတဲ့သူတို့ကို a good reputation ကောင်းမွန်တဲ့ reputation ဆိုတော့ဂုဏ်သိက္ခာကို ပေးတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီ really ရဲ့ဘယ်လောက်ပါဆန်လဲဆိုတော့10 to 20%เนาะတစ်ဆက်ရခိုင်တော့နှစ်ဆက်ရခိုင်နှုန်းလောက်ထိသူတို့ကအမြဲတမ်းလို့လို့ organize လုပ်တဲ့နေရာမှာပေါ့နော်အဲ့လိုဖြစ်တယ်တဲ့ example 6 he often seen less motivated than his teammate even though his result are excellent အဲ့တော့က less ရဲ့ agitate ရဲ့ than ရဲ့တွေးလိုက်ပြီး his teammate teammate ဆိုတာကကျွန်တော်တို့တသိန်းထဲမှာအတူတူလုပ်တဲ့နော်ဟိုပြောတယ်အခန်းပေါ်ဆိုရင်တော့ဟိုပါတော့ကျွန်တော်တို့ roommate အတန်းပေါ်ဆိုရင်တော့ classmate အခုကတသိန်းထဲမှာအတူတူလုပ်ကြရတဲ့အတွက်ကြောင့် teammate သူရဲ့ teammate တွေတဲ့စာရင် သူကြည့်ရတာပေါ့နော် less motivated ဖြစ်တယ်လို့ seem ထင်ရတယ် often မကြခဏเนาะ often ဒီဘလောက်ရခိုင်တုံးလဲဆိုတော့60 to 70% sure เนาะအဲ့လောက်ထိဟိုပါဘောเนาะနည်းနည်းလေးပုံမှန်တဲ့ပို့တယ်ပေါ့ဒါပေမဲ့တဲ့ even though သို့တိုင်အောင် even though သို့ or သို့เนาะကျွန်တော်တို့ interchangeable တုံးလို့ရတယ် his result သူ့ရဲ့ရလတ်တွေကတော့အာ excellent အမြဲတမ်းထူးခြားကောင်းမွန်နေတယ်ပေါ့နော်အဲ့ဒါ D2 ပြီးတော့ကျွန်တော်တို့ negative မှာတုံးတဲ့ the superlative degree ပေါ့နော်အဲ့တော့ the least ဒီနဲ့ adjective လာမယ်အဲ့တော့ superlative negative pattern ဖြစ်တယ်ဘာနဲ့ပတ်သက်လဲဆိုတော့က reason အကြောင်းပြချက်ရယ် contrast စမ်းချင်မယ်ကိုပြောတဲ့နေရာမှာ condition ခြေနေကိုပြတဲ့ clause တွေနဲ့တွဲပြီးတော့သုံးတယ်နော် simple sentence သုံးကြောင်းရင်သွားမယ် this is the least expensive item in the store အဲ့ဒီ store ဆိုင်မှာရှိတော့ဈေးကြီးဆုံးเนาะဒီ expensive item เนาะအဲ့တော့က least ဆိုတာကယော့နေတာကိုပြောခြင်းဖြစ်တယ်အဲ့တော့ ဈေးအယော့နည်းဆုံး item တစ်ခုဖြစ်ပါသည်เนาะဒီမှာကျွန်မကြုံလို့ပြောလိုက်မှာ this that these so ဆိုတဲ့အရာလေးလေအဲ့တော့ this ဆိုတဲ့အရာလေးတစ်လုံးတည်းနဲ့ရှိနေတဲ့ဆိုရင်ဒါဒီ demonstrative ကျွန်မတို့ဒါပေါ့เนาะ pronoun လို့ခေါ်တယ်သူရဲ့နောက်မှာကျွန်မ number လာမှဆိုရင် demonstrative အကြီးတက်เนาะအဲ့တော့ကဒါနဲ့ပြန်ရေးမယ် that plan d s e စင်က what ဖြစ်ပါတယ် the least affected or all အလုံးထဲမှာပေါ့เนาะထိရောက်မှုအနည်းဆုံး နော်ဒီ data negative superlative လို့ပြောထားပြီးသားဖြစ်ပါတယ်ဒီ season ကမကောင်းနေဘူးเนาะ exam 3 she is the least targeted member of the team ဒီ team ထဲမှာဆိုရင် targeted ဆိုတာက စကားများတာပေါ့เนาะစကားများဟိုစကားမပြောဆုံးပေါ့เนาะဒီ least targeted member တူဖြစ်ပါသည် အော်ကျွန်တော်တို့ level အလုပ်ထားတဲ့ဟာသွားမယ်အဲ့တော့ a man of the candidate candidate ဆိုတာကတခုခုတည်းဝင်ရောက်အရွေးခံတာရှင်ပြိုင်တဲ့ဒီ position ပဲဖြစ်ပါပဲဖြစ်အဲ့ဒီဟာတော့ဝင်ရောက်ပြီးတော့အရွေးခံတဲ့ရှင်ပြိုင်တဲ့ဒီဟာပေါ့နော်လူတွေကိုကျွန်တော်တို့ဟို ဟိုရွေးကောက်အဲ့လိုမျိုးပြောရင်လည်းဟိုဘက်နည်းနည်းရောက်သွားမယ်နဲ့တူတယ်အဲ့တော့ candidate ဆိုတာကတော့ကိုယ်စီလေဘောကွယ်အဲ့တော့အဲ့ဒီ candidate တွေအများကြားတဲ့မှာ amend ဒီကျွန်တော်တို့ proposition เนาะအရှိ့ကိုပို့ထားကြတာ fronting လို့ခေါ်တယ် fronting နဲ့ပတ်သက်တဲ့ playlist မှာပြန်ကြည့်လို့ရပါတယ် she is the leaks experience နော်အဲ့တော့အတွေ့အကြုံအ ਨੇ ဆုံးတယောက်ဖြစ်တဲ့ဒီ candidate တွေအများထဲမှာ yet သုတ်တန်အောင် house presentation သူမရဲ့ဒီတင်ဆက်မှုကပေါ့နော်ဒီပြရှင်းပြပြောဆိုမှုက impress အထင်ကြီးစေတယ်တဲ့ bonds ကဒီဘုတ်အဖွဲကိုပေါ့နော်အထင်ကြီးစေတယ် example 5 that was the leaks productive day of the week ဒီတပတ်လုံးမှာเนาะ productive day က productive ဆိုတိုးပွားတာဖြစ်ထွန်းတာအဲ့တော့ဖြစ်ထွန်းမှုအ ਨੇ ဆုံးတစ်နေ့ပဲဖြစ်ခဲ့ပါတယ် because of the continuous power outage ဒီ power update ဖြစ်တယ်ဆိုတာကဒါ official အရေးသားပေါ့เนาะကျွန်တော်တို့လျှက်စစ်မီဒီယာတောင်ကို power update လို့ခေါ်တယ်ဟော electricity one out လို့မသုံးဘူးเนาะအဲ့တော့က because of the continuous power update ကြောင့်အစမပြတ်မီးတွေပြတ်နေတဲ့အတွက်ကြောင့်ဒီပတ်ရက်ပေါ့เนาะဒီဖြစ်ထွန်မှုအ ਨੇ ဆုံးရက်တည်းရက်ဖြစ်ခဲ့ပါသည် demonstrated pronoun เนาะအဲ့တော့ကျွန်တော်တို့ဆက်သွားမယ် exam 6 of or the option option ဆိုရွေးချယ်စရာတွေအများကြီးထဲမှာတဲ့တော့ preposition of ကိုအရှိပို့ပြီးရေးထားတယ်ဒါလည်း fronting နော် preposition နဲ့နဲ့သုံးထားတယ် phrase အဲ့တော့က this plan okay အမဒီမှာတလုံးတည်းဆိုရင်တော့ကျွန်တော် demonstrative pronoun နောက်မှာ plan ဆိုတဲ့ noun ပါလာပြီးဆိုရင်ဒီ this ဒီ demonstrative adjective ဖြစ်သွားတယ် dse အစဉ်က is ဖြစ်ပါတယ် the least expensive ဈေးအသက်ဘာလဲဈေးကြီးမှုအနည်းဆုံးဆိုတာဈေးသက်သာဆုံးပေါ့ကွယ် face ၎င်းကတဲ့ make ပြုလုပ်ပါတယ်တဲ့ it ၎င်းကို idea for small organization เนาะ organization ဒီ small organization လေးတွေအတွက်ဆိုရင်တော့ idea ဖြစ်တယ်အဲ့တော့ဒါဒီ complement နေရာဝင်တဲ့ ag တဲ့เนาะအဲ့တော့ကဒီရွေးချယ်မှုเนาะရွေးချယ်စရာအားလုံးထဲမှာပါဒီ plan เนาะဒီအစီအစဉ်ကဈေးသက်သာဆုံးဖြစ်တဲ့ ဈေးဆက်တာတဲ့အတွက်ကြောင့်မို့လို့ဒီ small organization တွေဆိုရင်တော့ဒါက idea ဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒီစံထားရတယ်တွားပြီးတော့မိကိုအားထားရတယ်တူဒီ expenses အနည်းဆုံးเนาะဈေးသက်တာမှုအနည်းဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဒီနေ့ပြောပြသွားတာကကျွန်တော်တို့ ဒီ comparative degree ရောဒီ superlative degree ရောနှစ်ခုစလုံးကို intensifier လို့ခေါ်တဲ့ advanced တွဲပြီးတော့ရေးပြတယ် modifier လို့ခေါ်တဲ့ကျကျွန်တော်တို့ဒီ adjective เนาะဒီခန်းမှာတော့အဲ့ဒါတွေနဲ့တွဲပြီးရေးတယ်ရေးတဲ့အခါမှာ superlative degree ပဲဖြစ်ဖြစ်ဒီ comparative degree ပဲဖြစ်ဖြစ်ဒီ do than တို့ဒီ most တို့အပြင်အရှိမှာကျွန်တော်တို့ adjective တွေ ever တွေထပ်ပြီးတော့ရေးလို့ရသေးတယ်ဆိုတော့ concept လေးပေးချင်တာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်မဒီ degree comparative ါတယ်ရှင်ကူဒီမှာအဆုံးတတ်မှာပေါ့နော်အလောက်ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်